ရှင်မွေးနှုတ်တွေကနတ်နယ်ပြီးဆွဲဆောင်မှုအစီအစဉ်ဖေးစနုပ်တစ်ခုအကြောင်းကိုကျွန်တော်ပြပြပေးမယ်။ခင်ဗျားတို့အန်ဘားလိုကြားလိုက်တာနဲ့အရင်ဆုံးဒီလိုလက်ဝဲရနာထုတ်တဲ့မာကျောတဲ့ပရင်ကြောက်တွေပဲမြင်အောင်မိကြပါပါ။ရှင်မွေးနှုတ်တွေအကြောင်းရေးထားတဲ့ internet website တွေမှာလည်းဒီပုံတွေပဲတွေ့ရမှာပါ။ဒါပေမဲ့ရှင်မွေးလှောက်ကမှပြောတဲ့အန်ဘားကဒီကြောက်တုံးကနေထုတ်ယူတဲ့အနံမဟုတ်ပါဘူး။ဒီကြောက်တွေကအနံမရှိလို့ပါပဲ။ဒါဆိုဒီရှင်မွေးအန်ဘားကိုဘယ်ကနေရရလဲ။ကလေးဝချက်ကိုပေါ်ထုတ်လိုက်ကြအောင်။ ရေမွေးပညာမှာအန်ဖာဆိုတာရနက်ပေါင်းဆက်မှုအခော့တစ်ခုခေါ်တာပါဒါပစ္စည်းနှမျိုးထက်မကကိုရနက်ပညာရှင်ပါဖျူမန်တွေကရောစက်ပြီးဖန်တီးထားတာပါအန်ဖာရနက်ပေါင်းဆက်မှုမှာအဓိကပစ္စည်း၃မျိုးပဲရှိပါတယ် Lieutenant DC ကို Sister လို့ခေါ်တဲ့ Raw Rose အမျိုးအစားခြုံမင်တွေကနေရတာဖြစ်ပြီးသူ့ရဲ့ရနက်ကမွေးထွေးမှုနဲ့ တရေရနဲ့တန်းပြီးစီးကတ်တဲ့ခန်းစားချက်ကိုပေးပါတယ်။ဒီလက်ဖတနန်ဟာအမ်ဘာရနဲ့ကို ဖော်ဆက်တဲ့နေရာမှာအဓိကအခြေခံပဲဖြစ်ပါတယ်။လက်ဖတနန်အစည်းကိုညှစ်ထုတ်တာလားမဟုတ်ပါဘူး။ဒီစီးတွေကိုချုပ်မင်းနေပေါ်ကနေတဘာဝအတိုင်းစိမ့်ထွက်လာတာကိုစူးစမ်းပြီးမှထုတ်ယူရတာပါ။အဲ့ဒီချုပ်မင်းတွေရဲ့အကိုင်းခက်တွေနဲ့အရွက်တွေပေါ်ကနေတဘာဝအတိုင်းစိမ့်ထွက်လာတဲ့စီးကတ်တဲ့အစည်း Stiggy Brown Reason ကိုရယူတာဖြစ်ပါတယ်။ တမန်အရာတော့ရှေးတုန်းကတော့စိတ်တွေတိုးရတာဒီချုပ်မင်းတွေကြာသွားလာတဲ့အခါအစည်းတွေကသူတို့ရဲ့အမှုတွေမှာကတ်ကြံနေပြီးအဲ့ဒီကနေထုတ်ယူခဲ့ကြရလို့သိရပါတယ်ဒီကနေ့ခစ်တဲ့ရင်မွေထုတ်လို့ရင်မှာတော့လက်ဖရန်ကိုအဓိကအားဖြင့်ပြဝင်ပစ္စည်းများနဲ့ထုတ်ယူနေ solvent iteration ကိုပဲအသုံးပြုပါတယ်ဒီနည်းလမ်းကအပင်ရဲ့အကိုင်းနဲ့အရွက်တွေကိုပြဝင်ပစ္စည်းတွေထည့်ပြီးအစည်းကိုအရေးဖြောထုတ်တဲ့နည်းလမ်းပဲဖြစ်ပါတယ် လက်ဗရနန်အစီအာတခြားသောရေမွေးထုတ်လုပ်တဲ့တစ်ပင်စီ essential iron တွေလိုမျိုးပမာဏအများကြီးအလွယ်တကူထွက်လို့မရှိပါဘူးအဲ့ဒီအစီအာခြုံမင်းရဲ့ပင်ကိုထုတ်လုပ်မှုလည်းနည်းတယ်လို့စီးကတ်တဲ့အတွက်ထုတ်လုပ်မှုမှလည်းပင်ပန်းရလေးရှိပါတယ်ဒီလက်ဗရနန်ဟာခြုံမင်းများမှစိတ်ထွက်လာတဲ့စီးကတ်တဲ့အစီကိုနီလန်မျိုးစုံနဲ့ရယူတာဖြစ်ပြီးဈေးကွက်အတွင်းအလွယ်တကူအများကြီးရရှိလို့မရှိတဲ့အတွက်ရေမွေးမှာတန်မိုးရှိတဲ့အခြေခံနှုတ်တစ်ခုဖြစ်လာပါတယ် ဒုတိယဗန်ဇိုဝင်ဗန်ဇိုဝင်ကိုအဓိကအဖြစ်စတိုင်ရက်မျိုးနွယ်ဝင်တစ်ပင်တွေကနေထုတ်ယူရတာဖြစ်ပါတယ်စတိုင်ရက်မျိုးနွယ်ဝင်တစ်ပင်များမှာထွက်ရှိတဲ့အစီး reason ကိုဗန်ဇိုဝင်အဖြစ်အသုံးပြုပါတယ်ရေမွေးလုပ်ငန်းမှာအဓိကရယူသုံးဆွဲတဲ့ဗန်ဇိုဝင်အမျိုးအစားနှမျိုးရှိပါတယ် cyan ဗန်ဇိုဝင်နဲ့ sumatra ဗန်ဇိုဝင်ပဲဖြစ်ပါတယ် cyan ဗန်ဇိုဝင်ကတော့ချုံမြေမှု vanilla ရနံ့ပိုများပြီးအရေးအသွေးပိုကောင်းတယ်လို့ယူဆကြပါတယ် စူမထရာဘန်ဆိုရင်ကတော့စီးကပ်ပြီးမှိုင်းတဲ့ smoky အနေငယ်ပို့ပါတယ်ဒီဘန်ဆိုရင်နှမျိုးထဲမှာမှရင်မွေးထုတ်လို့ရေးအတွက်အရေးသွေးပိုကောင်းပြီးချုံမြင်နှူးညံ့တဲ့ cyan ဘန်ဆိုရင်ကိုပုံမှုအသုံးပြုလေရှိပါတယ်နောက်ပြီးဒီဘန်ဆိုရင်အစီက vanilla လိုမျိုးနှွေးထွေးတဲ့ချုံမြင်မှုကိုထုတ်လုပ်ပေးပါတယ်နောက်ဆုံးတစ်ခုကတော့ vanilla အမ်ဘာကိုပိုးပြီးနှူးညံ့ပြီးတက်တောက်တတရှိစေဖို့ vanilla နဲ့ပေါင်းဆက်ပေးရပါတယ်ဒီ lieutenant ဘန်ဆိုရင် ဗန်နီလာသုံးမျိုးပေါင်းဆက်ပြီးဖတ်ပေါ်လာတဲ့ရတန်းကနွေထွေးမှုစိန်ခံမှုနဲ့ကြာရှည်ခံမှုတို့ကိုဖော်ပြပေးတဲ့အမ်ဘာနုတ်ကိုရရှိစေတာပဲဖြစ်ပါတယ်။အမ်ဘာကိုရေမွေးတွေရဲ့ base note အဖြစ်ထည့်သွင်းရခြင်းအဓိကအကြောင်းရင်းကတော့ရေမွေးရဲ့ခန္ဓာရည် launch ဒီကိုညှင့်တင်ဖို့ပါပဲ။ဥပမာ Howard Black လိုမျိုးရေမွေးမှာ top note ကလမ်းဆက်နဲ့ pineapple ဖြစ်ပေမဲ့ base note မှာအမ်ဘာပါဝင်တဲ့အတွက်နွေထွေးပြီးခိုင်မာတဲ့ကြာရှည်ခံတဲ့ရတန်းကိုရရှိစေပါတယ်။ နောက်တစ်ခုက 9pm afternoon မှာ vanilla အဓိကပါတဲ့ဒီရေမွေးမှာအမ်ပါက warm spicy ခံစားချက်နဲ့ပေါင်းဆက်ပြီးညဘက်အတွက်ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်ဒီလိုနွေးထွေးပြီးစိန်ကြတဲ့အမ်ပါချက်နဲ့ဟာသုံးဆွဲသူကိုပိုပြီးယုံကြည်မှုရှိတဲ့ဆွဲဆောင်မှုရှိတဲ့ပုံမှန်သွင်းမြင်ကိုပေးဆွဲနိုင်ပါတယ်ဒါကတော့ကျွန်တော်လေ့လာမိသမျှအမ်ပါပါတဲ့ရေမွေးစရက်မှာကဲအမ်ပါနှုတ်အကြောင်းကိုပြည့်ပြည့်စုံစုံတည်သွားပြီလို့မျှော်လင့်ပါတယ်နောက်တစ်ပတ်မှာ mass ဒါမှမဟုတ် oak mouse လို့ရနက်တွေရဲ့ လျှို့ဝှက်ချက်ကိုစက်တိကျင်နေဆိုရင် comment မှာမမေ့ပဲရေးသွားပေးကြပါဦးကျွန်တော်ရဲ့ channel ကို like share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်